ဒီဗီဒီယိုကထိုင်းနိုင်ငံကို14ရက်ဗီဇာ free နဲ့လာတဲ့သူတွေရောအဲတူရစ်ဗီဇာလျှောက်ပြီးလာတဲ့သူတွေရောထိုင်းနိုင်ငံမှာဆက်ပြီးတော့နေခြင်းတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်က budget travel guide ကမေရဝဲဖြစ်ပါတယ်။ကျွန်တော်စီကိုလာမိကြတာကထိုင်းနိုင်ငံကို14ရက်ဗီဇာ free နဲ့လာမယ်တက်တန်းတိုးခြင်းနဲ့တရားဗီဇာနဲ့လာမယ်တက်တန်းတိုးခြင်းနဲ့ lower the documents တွေကဘာတွေလဲအဲပြီးရင် face ကဘယ်လောက်လဲစသဖြင့်မေးတဲ့မေးခွန်းတွေကိုကျွန်တော် sharing လုပ်ပြီးတော့မယ်ဗီဒီယိုပဲဖြစ်ပါတယ်။တက်တန်းတိုးမယ်ဆိုရင် ် age station တို့ကရွေးချယ်ကြနှစ်နည်းရှိတယ်။အဲ walking တက်တန်းတို့မှာလား age station တက်တန်းတို့မှာလား age station ဆိုတော့ဘာလဲ walking age station ဆိုတော့ဘာလဲပြောပြမယ်။ walking age station ဆိုတာ immigration ကိုလူကိုယ်တိုင်လိုအပ်တဲ့ document တွေနဲ့အတူအဲသွားပြီးတော့ immigration officer ဆီမှာ visa ကြီးသွင်းပြီးတော့ရှာရတာကိုပြောတာ။ age station ဆိုတာကတရားဝင် အဲပေးထားတဲ့ website မှာအကောင့်ဖွင့်ပြီးတော့လိုအပ်တဲ့ document တွေကို online မှာ form အရင်တင်အဲ visa ကတ်နဲ့ငွေချေ appointment ကြလာတဲ့ date ကိုမှ immigration ကိုတွားပြီးတော့တက်တန်းလုပ်ရတာကိုပြောတာ extension တွေ့ရတဲ့နှမျိုးလို့ရဲ့ key difference ကိုပြောပြပေးအောင်မယ် walking the extension process ကလူတိုင်းသွားရှာတော့ immigration officers မှာဝေတုံးပြီးတော့တက်တန်းလုပ်ရတာ e extension process က online မှာအရင်တင်ပြီးရင် visa ကတ်နဲ့ငွေချေ appointment ကြလာမှ immigration ကိုလူတိုင်းသွားတူရတာ walking exchange ဆိုရင်အဲတန်းစီရဖြစ်တဲ့အတွက်ကြောင့်ဆော့ဆော့ရောင်းရင်ဆော့ဆော့ပြီးမဲ့သို့တော် immigration officers ကမိစရာရှိရမင်းမဲ့ documents တွေကိုဆက်လိုက်မယ်မလိုအပ်ရင်တော့တန်းပြီးမလိုအပ်ရင်တော့ပြန်ပြင်ရတာရှိတဲ့အတွက်ကြောင့်မနေ့တပိုင်းတောင်းမှုတွေတနေ့ကုန်ကြာကြသွားလာတယ် e station ကတော့ walking exchange နဲ့တော့မတူဘူး appointment letter တွေမှာပါတယ်ရက်ကိုသွားရုံနဲ့ immigration ရောက်တာနဲ့ immigration officers ကမင်းမြန်ရဲ့ရှိပဲနဲ့ visa stamp ထုတ်ပေးလိမ့်မယ် EA section နဲ့ working extension ရှာဖို့လိုအပ်တဲ့ documents တွေက passport မူရင် passport bio page copy visa page copy TM30 တန်ရုံးထောက်ခံစာနဲ့ passport size တပ်ပုံတို့အားအားတွေလိုအပ်ပါတယ် visa page တွေက working extension ဆိုရင်ထောက်ခံစာပဲ e extension ဆိုရင်နှစ်ခေတ်ပဲပြေးသွားရမှာဖြစ်ပါတယ်။ဒါကတော့ဆလေးရဗီဇာ free နဲ့ပဲလာလာတရားဗီဇာနဲ့ပဲလာလာပထမတူးမဲ့သူတွေအတွက်ပထမတူးချင်တဲ့သူတွေအတွက် share လုပ်ပေးလိုက်တဲ့ video ပဲဖြစ်ပါတယ်။ Now ten now ten စိတ်ဝင်စားတဲ့အကြောင်းအရာတွေ information တွေတရားဖို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ကြပါလို့ပြောရင်ကြည့်ရှုမှုကိုကျေးဇူးတင်ပါတယ်ဗျာ။